ားစင်ခန်းစားနှလုံးသားတို့ channel မှာကြိုဆိုလိုက်ပါတယ်။တနေ့တာရဲ့ပြင်ပမှုတွေကို ပြေပြောင်းစေဖို့ရဲ့အိပ်ပျော်ဖို့ခက်ခဲနေကြတယ်။နားစင်သူတော်ရရှင်များအတွက်နားစင်ရဲ့လွယ်လွယ်ကူကူအိမ်မောကြသွားနိုင်စေဖို့ရည်ရွယ်ရည်သားထားတယ်။အိယာဝင်ဝတ်ထုတို့များကိုရည်သားဖက်ပြတင်ဆက်သူကျွန်တော်ယရနာဘုံချစ်ခဲ့ပါ။ နာဆင်ခံစားရင်အိမ်မောကြသွားအောင် ကိုညီပေးနိုင်တယ်။ကိုတိုင်းရင်အရာဝင်ဝေထူလိုများကုန်။ရေးသားဖက်ပြတင်ဆက်ပေးနေတာမို့ကြိုင်နေတတ်တယ်ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။ဒီတစ်ခေါက်မှာတော့ဖွင့်ဟာစကားမဆိုကြသည်အမတ်တရားစာမျက်နှာများလို့အမည်ရတဲ့အရာဝင်ဝေထူတို့ကိုနာဆင်ခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။ ဒေဝထုတို့ဟာနှစ်ကာလများစွာဝေးကွာနေခဲ့တဲ့မိဘအိမ်ရိတ်ကို ပြန်လည်ရောက်ရှိလာပြီးတော့ဒိတ်စိတ်အေဂျင့်ရဲ့ညအချိန်မှာဧကန်တောင်းမှာရှိတဲ့မိသားစုဝင်တဦးနှိပါ ဖြစ်နေပြီဖြစ်တယ်။စာဟုတ်စဉ်အဟောင်းလေးနဲ့အဲဒီစာဟုတ်စဉ်ပေါ်မှာရှိတဲ့စာအုပ်တွေနဲ့ပတ်သက်တဲ့အမှတ်တရများစွာကို ြန်လဲတန်းထမြင်အောင်ရဲ့အေးအေးချမ်းချမ်းဖြတ်တန်းချိန်ကုန်သွားတဲ့အကြောင်းကိုစိတ်ကူးရင်ပုံဖော်ရေးသားထားတာဖြစ်ပါရဲ့ခင်ဗျာနောက်ဆင်သူဟာစောင်းစင်ထက်ကစောင်းအောင်တအုပ်ချင်းစီရဲ့လှပတဲ့အမှတ်တရများစွာကိုခံစားမိရင်တနေ့ကြာရဲ့ဒေါကရီဆိုရင်ပူပန်မှုတွေစိတ်ပင်ပန်းနွမ်းနေမှုတွေကို အချိန်တိုင်းတာတစ်ခုထိမေးပြောင်းရင်နှွေးထွေးလုံးကြုံနေမိဘအိမ်ရိတ်ကို ကိုယ်တိုင်ပြန်လဲရောက်ရှိသွားသလိုခံစားမိလာမှလည်းဖြစ်ပါရဲ့ခင်ဗျာအမတ်မထင်ဖွင့်ဖက်မိတဲ့ဖားခင်ဖြစ်သူရဲ့နေ့စဉ်မှတ်တမ်းတိုင်းစာအုပ်မှာရေးသားထားခဲ့တဲ့နှွေးထွေးတဲ့အမှတ်တရများစွာအပြင်ဖားခင်ရဲ့သားသမီးတို့အပေါ်မှာထားရှိရဲ့ထုတ်ဖော်ပြလေးမရှိပေမဲ့ ကြီးမားခံရတဲ့ဖခင်မြတ်တာကိုပါနားဆင်သူတော်တာရှင်ရင်နဲ့တပြေးပြေးချင်းခံစားဝင်ရောက်လာတဲ့အထိကျွန်တော်ဖက်ပြတင်ဆက်ပေးမှာမို့နားဆင်သူအနေနဲ့အိတ်ဆက်ဖို့အစဉ်သင် ဖြစ်နေပြီဆိုရင်မျက်လုံးကလေးများကိုသာလေးမိတ်ထားပါပြီးတော့အသက်ကိုတပြေးပြေးချင်းပုံမှန်လေးရှူပါနားဆင်ပါခံစားပါ Acer အနာယူပါဖွင့်ဟာစကားမဆိုကြသည်အမတ်တရားစာမျက်နှာများပြန်မရောက်ဖြစ်ဒီမှာနှစ်ချီနေပြီဖြစ်ဒီအိုဟောင်းနေပြီဖြစ်တော့အင်းငယ်လေးဤအထီးကြံစံသောတကားများကို ကျွန်တော်တွင်သင်ပါလာသည်တော်နေထိုးဖွင့်ပြီးနောက်အိမ်အိုဟောင်းလေးအတွင်သို့ခြေချမိလိုက်သည်မှာပင်ဆယ်စုနှစ်တခုကျော်ဝေးခွာနေခဲ့တော်လဲထိုအိမ်အိုငယ်မှာအရာရာသည်ကျွန်တော်ငယ်စဉ်ကားကဲ့သို့ပင်ပြောင်းလဲခြင်းစိုးစင်းများမရှိဘဲကျွန်တော်နှင့်ရှေးရခင်ချင်းများကဲ့သို့ပင် ရင်းဤကျွမ်းဝင်နေစေပင်ဖြစ်လျာစိတ်ချလုံးချုံရာနေရာတဏီယာဖြင့်မိဘအိမ်ဟူသောအတိကြောင့်နှွေထွေသောခံစားချက်တစ်မျိုးဖြင့်ကျွန်တော်ရင်သည်တအုံနှွေနှွေပုံနှွေလာလေသည်မိသားစုလိုက်တိုက်တိုက်ဝုံဝုံဖြင့်ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်ကျွန်တော်ငယ်စဉ်ကလေးဘဝ၌ ကျွန်တော်တို့မောင်နှမအများကြောင့်အတန်တို့တော်တော်ညံစူညံနေခဲ့ပူသည်ဤအိမ်ငယ်လေးသည်လက်ရှိအချိန်၌ကျွန်တော်တို့ဤမိခင်တို့ရဲ့သာဆက်လက်နေနေသေးသည်ဖြစ်သောကြောင့်နှက်ဆိုင်စွာပင်တိတ်ဆိတ်ငြိမ်သက်နေတော်လဲကျွန်တော်တို့အိမ်ငယ်လေးသည်တဝင်းနှွေးထွေးနေစေဖြစ်လေသည်ညာနဲ့နေပြီဖြစ်သည်ဖြင့် အိပ်ပျော်နေလောက်ပြီဖြစ်တော့ကျွန်တော်မိခင်မနိုးသွားအောင်ဟောင်းနှွမ်းနေကြပြီဖြစ်သည်ထိုတကယ်ရွက်များကိုအတန်နိုင်ဆုံးညင်သာတိုးဖွားစွာကျွန်တော်ပြန်ပိတ်လိုက်ပါသည်စိတ်ငြိမ်မှုမှပါမြည်သည်မှမရှိသည်အိမ်အိုလေးတွင်ကျွန်တော်သည်ခြေပလာဖြင့်ကျမ်းပြင်ပေါ်တွင်ညင်သာစွာလမ်းလျှောက်နေမိသည် ပူဝင်တော့ကောင်းဟူ၍မရှိပဲပျော်ရွှင်ခြင်းအတိရှိခဲ့ဘူးသည်လုံခြုံသောအရေးဖြစ်သည်မိဘအိမ်တို့ပြန်လဲခိုလုံခွင်းရသည့်အချိန်တွင်လေပတ်နေကြသည့်အချိန်ရန်တရားတို့သည်ရက်တန့်သွားကြပြီးပေါ်ပြရန်ခက်ခဲသည့်ခံစားချက်တို့သည်ကျွန်တော်ကိုဆောင်းဆိုင်နေကြသည်ဟုခံစားရလေသည် ထုတ်ခန်းစားချက်တို့သည်ဆောင်းရသည်နေလေနေအောင်အောက်တွင်တွေ့နေအောင်လမ်းထားသောဆောင်းကိုအေးခဲနေသည်ဆောင်းညတွင်တစ်ခုလုံးလုံအောင်ခြုံထားရသည်နှင့်အနီးဆက်ဆုံးတို့သည်နူးညံ့၍ထွေးလျက်တတောင်တတာရှိသည်ခန်းစားချက်မျိုးလည်းဖြစ်သည် ခင်ကားကဲ့သို့ပင်အိမ်အေခန်းဤညာဘက်တောင်မောင်ရိပ်ကြသည့်နေရာတွင်ကျွန်တော်ဖေဖေဤစာအုပ်စင်ဟောင်းလေးရှိနေစေပင်ဖြစ်သည်ရင်းစာအုပ်စင်ဟောင်းလေးသည်တက်တန်းကြာရင်လာပြီးဖြစ်သည်ဖြင့်အိုဟောင်းရိုင်နေနေပြီးတစ်ဖက်သို့အနေငယ်ဆောင်နေလျက်နွမ်းလျရွရွနေပြီးဖြစ်တော်လဲ ဤအင်ငယ်လေးနှင့်ပတ်သက်သည့်အမတ်တရားများစွာကိုတည်ဆောင်ထားသောမိသားစုဝင်တို့ဥပမာဂုံယူဝင်ကြွားဟန်ဖြင့်တည်ရှိနေလေသည်ရှင်ဆောင်စင်ငယ်လေးသည်လက်သမားပညာဝါဒနာပါသည်ကျွန်တော်အဖေကိုယ်တိုင်ဆောင်းလောက်ခဲ့သည်ဖေဖေးလက်ရာပရိဘောကပစ္စည်းများအနက်မှတစ်ခုလည်းဖြစ်သည်ကျွန်တော်မှတ်မိနေပါသေးသည် ထိုဆောင်စင်ကိုဆောင်းလုပ်ခဲ့စဉ်ကခလေးရွယ်ဖြစ်သောကျွန်တော်သည်အဖေအားအကူအညီမပေးနိုင်တော့လဲတစ်သားပြားများကိုချောမွေ့နေအောင်အဖေရေပေါ်ထိုးသည့်အခါထွက်လာသည်ခွေကောက်နေသောရေပေါ်သားလိတ်များနှင့်အဖေလှုပ်လှုပ်နေသည့်အနားတွင်ပျော်ရွှင်စွာကစားခဲ့ဘူးလေသည်ထိုဆောင်စင်ရှိတစ်သားတို့သည်ဟိုးရင်ချင်းများလား ေါ်လေးရောင်တို့ပြောင်းလဲမနေတော့ပဲညစ်ထီထီရောင်တို့ပြောင်းလဲနေကြပြီလေဖြစ်သည်စောင်းတင်ရန်အစင်များဖြင့်အုံပြူထားသည်တစ်သားပြားများဤအစွန်းဆောင်တို့သည်နှစ်ကာလာပေါင်းများစွာလက်ချောင်းတို့နှင့်ထီထွေပွတ်တိုင်းမိခဲ့ကြသည်ဖြစ်လျာချောမွနေကြလျက်အိုဟောင်းမှုအတွင်ကို မြင်သာစီလီသည် သို့သောတစ်ချိန်ကတူလွှာရေပေါ်စသည်လက်သမားကရိယာများကိုကင်လျက်အဖေကိုယ်တိုင်ပြုလုပ်ခဲ့သည်ထိုဆောင်စဉ်သည်အပြေအဝမမတ်ရနိုင်ခြင်းမရှိတော့ပဲတစ်ဖက်သို့ဆောင်လျက်အိုဟောင်းဆိုင်နေနေပြီဖြစ်တော်လဲပြောင်းလဲသွားသည်အချိန်ဆောင်များစွာကို တွေးကြုံဖြတ်တန်းခဲ့ပြီးဖြစ်သည့်အရာတစ်ခုပမာတင်တယ်နေသည်ကိုကျွန်တော်ခံစားမိပါသည်ထိုစာအုပ်စဉ်တွင်အမြဲတမ်းလိုလိုပင်ထူးခြားသည့်အနံ့တစ်ခုကတ်တွယ်နေတတ်သည့်ဖြစ်ရာလက်ရှိယခုအချိန်၌လည်းတစ်သားနံစာအုပ်ဖုံးတည်နံတို့နှင့်ရောနှောနေသည့်စာအုပ်အဟောင်းနံတို့ကို ကျွန်တော်ရှူဆိုင်မိသည်အချိန်ကာလနှင့်ဓာတ်ရိုက်မသက်ဆိုင်တော့လဲချစ်ချင်းမြတ်တာနှင့်အပြေဝါပတ်သက်သက်ဆိုင်နေသည်ရင်းအနှံ့တွင် မမြင်တွေ့ရသောနှွေးထွေးကျင်နာမှုတစ်ခုရှိနေပြီးရင်းအနှံ့တို့ကျွန်တော်နှပေးတွင်ဝန်းရံထားတဲ့သို့ခံစားရသည့်အခါစကလုံးများနှင့်မဖော်ပြနိုင်သည့် အိမ်ပြန်ရောက်နေသည်ဟူသောနှွေးထွေးသောခံစားချက်သည်ကျွန်တော်နှလုံးသားမှတဆင်ကိုခန္ဓာတစ်ခုလုံးသို့လျက်ပြာစီစဉ်လေတော်သည်ဆောင်းစင်ရှိတရေရလျက် ကျွန်တော်ရင်ညွန်းနေတဲ့တန်းနေဖြစ်သည်ပထမဆင်မစာအုပ်များဤစာအုပ်အနှောင်များကိုနှစ်ကာလများစွာမတွေ့ရသည်ငယ်တငယ်ချင်းများအားပြန်တွေ့ရသကဲ့သို့ကျွန်တော်သည်လက်ချောင်းလေးများဖြင့်ဘာရင်မဟုတ်တအုပ်ချင်းထိကိုင်းနေမိသည်စာအုပ်အနှောင်တို့ပေါ်တွင်ရွှေရောင်ဖြင့်ပုံနှိပ်ထားကြသည် ်ခေါင်းစဉ်စလုံးများသည်အချိုဆောင်တို့တွင်ပျောက်ပြက်လူနီပါမေးမိန်နေကြပြီဖြစ်သည်ပုံနေထားသည့်စာသားများမပါရှိကြသည်အချိုဆောင်များတွင်မူစာအုပ်အမည်အားထိုစာအုပ်အနောက်နောက်ပေ့ရဖုံပေါ်တွင်မှင်ဖြင့်တည့်ရစွာရေးထားသည့်အဖေလည်းရေးမှုများကိုလှပစွာတွေ့ရသည် ထိုမင်းရောင်မေးမိန်နေကြပြီဖြစ်တော့အဖေလက်ရည်တို့ကိုမြင်ရသည့်အခါစီကံတကြရှိလွန်သော အဖေမျက်နှာသည်ကျွန်တော်စိတ်အားယုံတွင် ပြန်လဲထင်ဟပေါ်လာလျက်စာဖတ်ဝါသနာကြည်သောစာအုပ်များကိုဘဝနှင့်ထတ်တူချစ်မြတ်လို့သည့်အဖေအားကျွန်တော်တတိယမိသည် ကျွန်တော်ဖေဖေစုဆောင်ထားသည့် ထူထဲလွန်လာသောစွန်စားကံဝိထုထူထူများစာအုပ်အရွယ်စာအမျိုးမျိုးသောအင်္ဂလိပ်ဝိထုစာအုပ်ဟောင်းများဆရာကြီးမြတ်တန်းင့်ဘာသာပြန်ဆိုရေးသားခဲ့သည်ဒုက္ခမျိုးတော်အပါဝင်အခြားဘာသာပြန်စာအုပ်များထိုစာအုပ်ထူထူကြီးများအပြင်ပါလွှာသောကဗျာစာအုပ်များကိုစာအုပ်စီထိုပထမအဆင့်တွင် စီလျက်တင်ထားသည်ဖေဖေကျွန်တော်အတွက်ဒီတန်ဝယ်ယူစုဆောင်ဖတ်ပြခဲ့သည်မြမရိုးရာပုံမြင်များဆရာဦးမိုးမြင့်ရေးသားသည်တရုတ်ရိုးရာပုံမြင်များစာရေးဆရာကြီးမင်းတူဝေနှင့်ဆရာမငွေတာရီတို့ပြန်ဆိုရေးသားခဲ့သည်ကဘာကျော်ဤဆုပုံမြင်များအပြင်စာရေးဆရာများစွာတို့၏ တထောင်တညာပုံပြင်များစသောခေါင်းစဉ်အမျိုးမျိုးဖြင့်ကလေးများအတွက် အရာဝင် ပုံပြင်စာအုပ်များကိုကျွန်တော်ငယ်စဉ်ကကဲ့သို့ပင်စာအုပ်စဉ်ဒုတိယအဆင့်တွင်ကြာနာစွာ စီလျက်တင်ထားစေဖြစ်သည်ကျွန်တော်ငယ်စဉ်ကအရာဝင်သည့်အခါတိုင်းဖေဖေဖပြခဲ့မှုသည်ကျွန်တော်မျက်နှာတံပိုးထားရသည့်အဖေလက်ဆောင် ထုတ်ပုံမြင်စာအုပ်များအပေါ်ကျွန်တော်အကြည့်တို့ရောက်မိချိန်တွင် ကျွန်တော်အပေါ်တွင်ထားရှိသည့်မျောလင်းချက်တစ်စုံတရာမပါဝင်သောအဖေချစ်ချင်းမြတ်တာအားခံစားမိရင်ကျွန်တော်သည်ကြည်နူးသည်နှွေးထွေးသည် လွမ်းဆွသည်တတိယသည်ဆုံးရှုံးသည်စသည်ရောပြွန်းထွေးရှန်နေကြသည်ခန်းစားချက်အမျိုးမျိုးတို့အား တပြိုင်တည်းခံစားမိလျက်မျက်ဝန်းတွင် မျက်ရည်တို့သည် တွဲခိုလာကြလျက်ထိုမျက်ရည်တို့ကြောင့်ကျွန်တော်ပါပြင်တို့သည်ဆူဆူပုန်နွေးသွားကြလေသည်ကျွန်တော်နဲ့ယင်းဤအကျွမ်းတဝင်ရှိကြသောမွေးဘွားကောင်းသောဘော်တွင် ဒူထောင်လျက်မုတ်ဆိုးထိုင်နေရယူလိုက်ပြီးနောက်စာအုပ်စင်အောင်ဆုံးအစဉ်ရှိဓာတ်ပုံအယ်ဘမ်များနှင့်ရောစီထားသည့်စာအုပ်တို့အားမျက်စိဝေဝဲကြည့်လိုက်မိသည်စာအုပ်တွင်ညှပ်ထားပြီးမိသွားပုံရသည် bookmark အဖြစ်အသုံးပြုထားသည့်ကစားကတ်တစ်ချပ်စာအုပ်ဒေါင်းစွန်းတွင် ထွက်ကြံနေစေ ဖြစ်သည့်ဆောင်းအုပ်တအုပ်ကိုတွေ့ရသည်ညာနဲ့တည်းအထီစာဖန်ရင်အိမ်ငိုင်လာသည့်အခါအဖေသည်ထိုင်နေသည့်ခုံထက်တွင်ကြောဆန့်တန်းဝေပြီးနောက်နောက်မှပဲဆက်ဖတ်တော့မယ်ဟုညင်ညူပြောဆိုရင်ဖက်လက်ဆာနေရာအားမှတ်မိရန်စာမျက်နှာများကြားတဲ့သူစာကြည့်စပွဲထက်ရှိ ကစားကတ်တစ်ချက်ကို နေရာမှတ်သားသည့်ဘုခမတ်အဖြစ်အိမ်ငိုင်ငိုင်နှင့်ညှက်ထားခဲ့ပုံကိုစိတ်ကူးကြည့်မိပြီးကျွန်တော်ပြုံးမိလိုက်သည်ကျွန်တော်တို့မောင်နှမများလူလားမြောက်အရွယ်ရောက်ပြီးနောက်ဤအိမ်ရိပ်မှာဝေးရာရံများသို့အတောင်ဖြန့်ထွက်ခွာသွားကြသည့်အခါအသံထွက်ပြီးစကားပြောဆိုနိုင်ခြင်းမရှိတော့လဲ ထောင်တောင်းမကတော့အကြောင်းအရာဇလန်းများစွာတို့ကိုတည်ဆောင်ထားနိုင်ကြသည်ဒိတ်စိတ်သောစာအုပ်များ၏နှွေးထွေးမှုကိုပေါ်ပြူကသူအတွေးများတဲ့တွင်စိတ်ဝင်နှမျောရင်အဖေသည် စာကြည့်စပွဲတွင်ထိုင်လျက်အထီးကျန်ဆန်သည့်အချိန်နည်းရဲ့ပေါင်းများစွာကိုညီကဲတို့များ

ဆွဲထုတ်လိုက်သည့်အခါအကြောင်းများထင်နေကြပြီဖြစ်တော်လဲစာအုပ်ဖုံးတရေပြားသည်ကျွန်တော်လက်ချောင်းများအောက်တွင်နူးညံ့နေစေပင်ဖြစ်သည်ထိုခတ်ထူထူဒါယာရီစာအုပ်သည်ကျွန်တော်ထက်အသက်ကြီးလျက်ကျွန်တော်တွေးကြုံခဲ့မှုသည်ဘဝတွေးကြုံများစွာထပ်ပင်ပို၍လောကရန်တရားများစွာကို တွေ့ကြုံဖြတ်တန်းခဲ့ဘူးဟန်ရှိလေသည်မိမိဘဝတွင် အလွန်လွမ်းမိုးအရေးပါလျက်ထိုသူနှင့်ပတ်သက်သည့်အရာမှန်သမျှသည် အမတ်တရားဖြစ်ရသည်ထိုလူသားတို့၏ဘဝအစိတ်ပိုင်းများကိုရေးမှတ်ထားသည်ဖြစ်ရာအမျက်တနှုန်းသိမ်းစည်းရန်ထိုက်တန်သည်ဟုခံစားရသောရင်းဒါယာဤစာအုပ်ဤ ရှေးအဖုံးအတွင်ဘက်တွင်အဖေအမီးထိုအမီးအောက်တွင်ကျွန်တော်မမွေးမီတစ်နှစ်ကရက်စွဲတစ်ခုရေးထားသည်ကို မျော်လင့်မထားဘဲတွေ့ရသည့်အခါကျွန်တော်သည်အံ့ဩခြင်းများစွာနှင့်ထိုအမီးကိုငေးကြည့်နေမိသည်ထိုအမီးကိုတည့်ရက်ကြနာစွာဂယုတစရေးထားသည့်ခတ်တော်တော်လည်းရေးတော်သည် ကျွန်တော်လက်ခံရရှိခဲ့ဘူးသည်ပေးစာပြန်စာများတွင် တွေ့ရတတ်သည်မွေးနေ့ဆုတောင်းကတ်များပေါ်တွင် ဖွဲ့နှဲ့ရေးသားထားကြသည်ဆုတောင်းစကားများတွင် တွေ့ရတတ်သည်ကျွန်တော်ငယ်စဉ်ကကျောင်းပြထန်းစာအုပ်များပေါ်တွင်ကျွန်တော်အမိကိုရေးထိုးပေးတတ်သည်ကျွန်တော်နှလုံးသားထက်တွင်စွဲမြဲစွာမှတ်မိနေစေဖြစ်သည် အဖေလည်းရေးမှုပင်ဖြစ်သည်ခတ်သေးသည်ရေးမှတ်ထားသည် ခုနှစ်သည် အဖေဘဝဤအချိုးကွေတစ်ခုတွင် ဆောင်းဆိုင်နေကြသည်အိမ်မက်တစ်ခုပမာဖြစ်သောကျွန်တော်ကိုကျွန်တော်အမေကိုဝင်ရှိနေစဉ်ကာလဖြစ်ပြီး၎င်းနေစဉ်မှတ်တမ်းဆောင်သည်ကျွန်တော်တတိသာဘဝမှသည်မွေးဖွားလာပြီးနောက်ဤအိမ်တွင် ပြေးလွှားတတ်သည့်ကလေးဘဝဤအိမ်မှထွက်ခွာသွားသည့်တက္ကသိုလ်ကျောင်းသားဘဝအထိကျွန်တော်နှင့်ပတ်သက်သည့်အကြောင်းအရာများစွာကိုထည့်သွင်းရေးသားထားသည့်အဖေနေစဉ်မှတ်တမ်းစာအုပ်ပင်ဖြစ်သည့်ကိုသိရသည့်အခါကျွန်တော်နှလုံးသားသည်အဖေအားပြင်းပြင်းထန်ထန်တန်းတားလျက်စုံနှင့်နာကျင်သည့်ဝေဒနာကို တသိမ့်သိမ့်နှွေးထွေးစွာခံစားရလေသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှပြောင်းလဲသွားကြသည်ဆက်ခူရောင်တို့သည်ဖြူဖွေးမနေကြတော့ပဲအတိတ်တွင်မေးလျော့ကြံရစ်ခဲ့သည်အမတ်တရားတစ်ခုကဲ့သို့ပင် ဝါချင်းချင်းအောင်တို့ပြောင်းလဲမေးမိန်နေကြပြီဖြစ်သည်အစာပိုင်းမှတ်တမ်းစာမျက်နှာတို့သည်ကျွန်တော်မွေးဖွားလာမည်ရက်ကိုမျော်လင့်နေရသည့်စိတ်လုံရှာမှုစိုးရိမ်ပူပန်ကြောက်ရွံ့မှုကလေးမီဖွားရန်ကြိုတင်ပြင်ဆင်ထားမှုစသည်တို့ကိုအသေးစိတ်ရေးမှတ်ထားသည်ဖြစ်ရာထုံနေစဉ်မှတ်တမ်းအားအဖေသည် အမေကျွန်တော်အားကိုဝင်ဆောင်ထားသည့်အချိန်မှာစတင်ရေးသားခဲ့ပုံရလေသည်မေတ္တာတရားတို့ဖြင့်ပြည့်နှံ့နေကြသည်ထိုစာမျက်နှာတို့အားဖတ်မိသည့်အခါအဖေက အမေပိုင်နာကလျံကျွန်တော်နားလည်နိုင်စမ်းမရှိသေးသည်မျောလင်းချက်စကားတို့ကိုတီးတိုးပြောဆိုနေမြင်မြင်တွင်သည်ကျွန်တော်စိတ်ကူးပုံဖော်ရန်ပင်မလိုအပ်ပေ အတွေ့ပုံရိပ်ရောင်များပမာကျွန်တော်ထင်ဟမြင်အောင်လာစေသည်နေ့စဉ်မှတ်တမ်းစာအုပ်၏စာမျက်နှာတစ်ခုထက်တွင်ကျွန်တော်အားမဲ့ခေါ်ရန်ရွေးချယ်ထားသည်နာမည်များစွာကိုတည်တတ်သည်အဖေးလည်းရေးခတ်တော်တော်တို့ဖြင့်တကြောင်ချင်းရေးထားပြီးထိုအမည်များစွာ အနက်မှတစ်ခုအားမြင်းနှစ်ထပ်သားကား ဒီနာမည်ကသားလေးအတွက်ဟုမှတ်ချက်ရေးထားသည်ကိုကျွန်တော်ဖတ်ရသည်ထိုစာမျက်နှာနောက်တော့လှန်လိုက်သည့်အခါကျွန်တော်မွေးဖွားသည့်နေဆွယ်နှင့်အချိန်အတိကြာကိုရေးမှတ်ထားလျက်အိမ်မက်တစ်ခုကိုလက်တွေ့မြင်လိုက်ရသလိုခံစားရရယ်ဖိဖိသားလေးဟုရေးထားသည်ကို တွေ့ရသည့်အခါ ထုတ်ဖော်ပြလေးမရှိသည် အဖေမြတ်တာကိုကျွန်တော်ခံစားမိသည် ထို့နောက်စာရွက်ပေါ်တွင် ကော်ပြင်တရက်စွာကတ်ထားသည် ကဘာကြီးတစ်ခုလုံးကို အနိုင်ရထားတကယ်သို့ပြုံးရွှင်နေသည့်အဖေကကျွန်တော်ကိုပွေချီထားသည်စေးသားတို့ကွက်နေပြီဖြစ်သောအဖြူအမဲတပ်ပုံဟောင်းလေးကိုជីနူးပွဲတွေ့ရလေသည်အဖေတရားကြီးကို ကျွန်တော်ပေါံပေါ်တွင်ဖွင့်ထားလျက်ကျွန်တော်တိတ်ဆိတ်စွာထိုင်နေမိလေသည်ကျွန်တော်သည်အဖေရေးခဲ့သည်ဒါယာရီနေ့စဉ်မှတ်တမ်းအားဖတ်နေရသည်မဟုတ်ပဲအဖေတောင်းလောင်းခဲ့သည်နှွေးထွေးသောဘဝနှင့်ဆက်လျင်သည်ကျွန်တော်ဘဝအစိတ်အပိုင်းတို့ပါဝင်သောမှတ်တမ်းသည်မိနှင့်ရေးထားသည်စာမျက်နှာများမဟုတ်ကြပါဘဲ ကျွန်တော်အတွက်မူကားမေတ္တာဖြင့်ရေးဆွဲထားခဲ့သည့်မြေပုံတစ်ခုပမာခံစားမိလေသည် အမေထမနေချီနူနူတို့ဖြင့်အမြဲနှွေးထွေးနေသည့်လေတုပမာကြည်လင်ရှင်းတန်နေသော ချစ်တယ်ဆိုသည့်စကားကိုလွယ်လင်းတကူပင်ကြားရလေရှိတော်လဲအဖေနှုံမှခွင်ဟပြောဆိုသည်ကရှားပါလာလေသည်ဖခင်ဤထုတ်ဖော်မပြသည့်ချစ်ချင်းမေတ္တာတရားသည်သာသမီများအပေါ်တွင်တိတ်တဆိတ်ရှိနေသည်ကို အဖေပြုမှုများကိုကြည်လျက်ကျွန်တော်နားလည်နိုင်ခဲ့သည် ဖြစ်သည့်တိုင် ဤနေ့စဉ်မှတ်တမ်းကိုဖတ်မိချိန်တွင် အဖေသည်ကျွန်တော်တို့အားချစ်တယ်ဟုဖွင့်ဟစကားပြောလိမ့်မရှိတော်လဲကျွန်တော်တို့အားမချစ်၍မဟုတ်ကြောင်းကို ထင်ရှားစွာနားလည်ခံစားမိသည်ချိုအခါအမိကဲ့သို့ချစ်တယ်ဟုနှွေနှွေထွေထွေတွေ့တွေ့တာတာမပြောတတ်သည့်တိုင်အောင်နှွေထွေလေးနဲ့သည့် အပြုအမူတို့ဖြင့်ကျွန်တော်တို့သားသမီးများအပေါ်အမိကဲ့သို့ပင်အရေးတကြီးကြီးရှိသည့်အဖေမျက်နှာကို မြင်အောင်တရိယာမိလျက်ကျွန်တော်မျက်ဝန်းတို့သည်ဆိုးဆိုးဝေဝါးလာပြန်သည်ထုံဤသူစွာပင်အမိအားချစ်တယ်မိမိဟုတဖွာဖွာပြောခဲ့ဘူးတော်လဲစိတ်ဓာတ်မှာကြောလျက်မျက်နှာထင်းထင်းထားတတ်သည့်အဖေအား ချစ်တယ်ဟုပြောရန်ဝင်လေခဲ့မိသည်လည်းဖြစ်သည်တစ်ချိန်ကမပြောဖြစ်ခဲ့သည်အဖေကိုချစ်တယ်အဖေကတအားအတွက်စံပြသူရဲ့ကောင်းပါဟုသောကျွန်တော်ရင်ထဲကစကားတို့ကိုကျွန်တော်မပြောပြခဲ့သည့်တိုင်အောင်အဖေခံစားသိရှိနိုင်ပါစေဟုကျွန်တော်မျှော်လင့်မိသည်ထိုစကားလုံးများကိုအဖေအားပြောနိုင်သည့်အခွင့်အရေး မရှိနိုင်တော့တော့လေဤဒိုင်ယာရီစာအုပ်တွင်ထည့်သွင်းရေးသားထားခြင်းမရှိသေးသည်ကျွန်တော်လက်ရှိဘဝတွင်ကျွန်တော်သည် အဖေသားပိသားစွာဖြင့်လူသားပိသားစွာရှင်သန်နေထိုင်နေသောလက်ရှိကျွန်တော်ဘဝကို အဖေကုံယူနိုင်လိမ့်မည်ဟုကျွန်တော်မျှော်လင့်မိပါသည် ျွန်တော်ဒီအချိန်တော်ကြာသည်တည်းထုံနေရာ၌ပင်ထိုင်လျက်အတိတ်လေးနဲ့တော့အမှတ်တရများစွာတို့ဖြင့်ပြည်နှံနေကြသည် လေးလံသောစာမျက်နှာများကိုလှန်လောနေမိသည် စာရေးသားထားသည့်စာမျက်နှာတို့ကုန်ဆုံးသွားပြီနာဘလာဖြစ်နေသည့်စာမျက်နှာအလွန်များကို ဖြင်းညင်းစွာဆက်လက်လှန်ကြည့်မိနေစေဖြစ်သည် ညင်သာစွာဖြတ်တန်းနေသောညာဤတိတ်ဆိတ်မှုကိုကျွန်တော်စိတ်နှလုံးသားထဲသို့ဝင်ရောက်ခွင့်ပြုလိုက်သည့်အခါဤနေစဉ်မှတ်တမ်းတရားဤစာအုပ်ဤအလေးကိုကျွန်တော်မခံစားမိတော့ပဲကျွန်တော်သည် စာရွက်များပေါ်တွင်ရေးသားထားသည့်မှတ်တမ်းစာသားတို့ကိုဖတ်ရှု၍အဖေအားပြန်လည်တည်ရနေသည်မဟုတ်ပဲကျွန်တော်သည် ထိုမှတ်တမ်းစာမျက်နှာများထက်တွင်အဖေနှင့်ပြန်လည်တွေ့ဆုံနေရသည်ဟုခံစားမိသည်ကျွန်တော်နှင့်မသက်ဆိုင်သည်အဖေနေစဉ်ဘဝများရေးမှတ်ထားကြသည့်စာမျက်နှာတို့ကိုဖတ်မည်ဟုစိတ်ကူပြီးနာထိုစိတ်ကူအားချက်ချင်းပင်မေးပြန်လိုက်ပါသည်ထိုကျွန်တော်နှင့်ပတ်သက်သည့်မြစ်တာတရားတို့နှင့်ထုံမောနေသော စာမျက်နှာများနောက်ရှိအဖေနေစဉ်ဘဝတည်ငြိမ်သောအတွေ့ဒိတ်စိတ်ငြိမ်သက်သောခံစားချက်စာသည့်အရာရာကိုအထီးကျန်ဆန်သည့်နာယီများစွာတွင်တွန်ချရေးမှတ်ထားသည့်စာမျက်နှာတို့အားကျွန်တော်စက်မဖက်တော်ပဲစာအုပ်ကိုပြန်ပိတ်ပြီးနောက်နဂုံမူလနေရာသို့ပြန်တင်လိုက်ပါသည်ထုံနာ ဆောင်းစင်ဤဘေးပေါင်းတစ်သားကိုလက်ဖြင့်ကင်လျက်ဧကန်းသူငေးကြည့်ရင်အတိတ်ပုံရိပ်တို့သည်ကျွန်တော်နှလုံးသားထက်တွင်ဝေါ်တော်ဝါထင်ဟန့်နေကြလေတော့သည်ခံစားနာစင်မှုအတွက် ကျေးဇူးတင်ရှိပါရခင်ဗျာ။